ဆယ်ဝဲပဲကစားရသေးပေမဲ့လီဗာပူးကထွက်ခွာဖို့ချိန်ဆက်နေပြီဖြစ်တဲ့ Florian Voss လီဗာပူးတင်းကိုပေါင်116တန်းနဲ့ပြောင်းရွှေ့လာခဲ့တဲ့ Florian Voss ကအင်္ဂလန်မှာစတင်ခြေစွမ်းပြသဖို့အတွက်ရုန်းကန်နေရပြီးတော့အသေးအနှင်းထွက်ခွာဖို့အတွက်သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။နေရာဒီအပြောင်းရွှေ့ဈေးကွက်မှာလီဗာကူဆင်ရနေပြီးတော့လီဗာပူးကိုရောက်လာခဲ့တဲ့ Voss ကဆယ်ဝဲကစားထားပြီးတော့ဂိုးသွင်းဂိုးဖန်တီးမှုမရှိသေးတဲ့အတွက်သူ့ရဲ့တန်ကြီးကြီးမားမှုကိုလုံးဝတတ်တည်မပြနိုင်သေးပါဘူး။ပရီးမီးယားလိနဲ့အသားကျဖို့ရုန်းကန်နေရတဲ့ Voss က အဖွင့်ပွဲစဉ်ဒီမှာပွဲထွက်ကစားသမားဖြစ်ပါဝင်ခဲ့ပေမဲ့ Everton ရဲ့ပွဲမှာတော့အယံကုန်ကိုပို့ဆောင်ခံခဲ့ရပါပြီ။ဒီဘက်မှာ Liverpool ရဲ့လီပွဲစဉ်တွေပြန်ဆတော့မယ့်အချိန်မှာ Spain ကထွက်ပေါ်လာခဲ့တဲ့အာအသင်းစရာသတင်းတစ်ခုရတော့ဇာဘီလွန်ဆိုဟာ Real Madrid လက်ထောက်နီးပြားတွေကိုဒီဂျာမန်ကွင်းလယ်ဖန်တီးရှင်ကိုအတူဂီယူပြူစောင့်ကြည့်ဖို့အတွက်ပြောကြားလိုက်တယ်လို့ဆိုပါရီ။ Spain သတင်းဌာနရဲ့ဖော်ပြချက်အရအလွန်ဆိုဟာ Real ကို Vasquez Liverpool ကအနာဂတ်ကိုအနီးကပ်စောင့်ကြည့်ဖို့အတွက်တောင်းဆိုခဲ့တယ်လို့ဆိုပါရီ။ အလုံးစွာလေးပါကူစင်မှာရှိစဉ်က Vars နဲ့အတူတူတွဲလို့ခဲ့ပူပြီးတော့ Liverpool ကခေါ်ယူသွားခဲ့တဲ့အထိ Real မှာခေါ်ယူဖို့အတွက်အလုံးစရာထက်တန်ခဲ့သူပဲဖြစ်ပါတယ်။တရင်းနေရအလုံးစိုးရဲ့အဆုံးစွန်အိမ်မက်ဟာ Vars ကိုစပိန်မျိုးကိုအရောက်ခေါ်လာဖို့လည်းဖြစ်ပါတယ်။ဒါပြင်အသက်22နှစ်ွယ်ကစားသမားကလည်းသူ့ရဲ့လက်ရှိအခြေအနေတွေအတွက်အပြေတစ်ခုအနေနဲ့ဒီပြောင်းရွှေ့မှုကိုလက်ခံနိုင်ပါတယ်လို့ထပ်လောင်းဖော်ပြထားခဲ့ပါတယ်။အခုလို Real Madrid နဲ့တရင်းတွေထွက်ပေါ်နေတာကလည်းသူ့ရဲ့အရေးချင်းကိုတခြားထိပ်တန်းကလပ်တွေကအတိမတ်ပြုနေစေဖြစ်တယ်ဆိုတာကိုပြသနေရပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်းတစ်ဖက်ကကြည့်ရမယ်ဆိုရင်လေဘာဘူးနီးပြအာနီစလော့ရဲ့ပြောဆိုချက်တွေကိုထောက်ရှုမယ်ဆိုရင် Florian Voss ကအချိန်ပေးပြီးတော့အသားကျလာတဲ့ခါမှာလေဘာဘူးမှာအဆင်ပြေလာနိုင်ချေများပါတယ်လို့ကောက်ချက်ချနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နီးပြကိုယ်တိုင်က Voss ရဲ့အရေးချင်းကိုယုံကြည်ပြီးဝေဖန်မှုတွေကလည်းကာကွယ်ပေးနေတာဖြစ်ပါတယ်။သူဟာငွေများကြီးနဲ့ခေါ်ယူထားတဲ့ကစားသမားတဦးအတွက်လူတွေကဂိုးရီနဲ့ဂိုးဖန်တီးမှုတွေကိုပဲကြည့်နေကြပါပဲ။ Voss ရဲ့ပေးပို့မှုတွေကအသင်းပေါ်ရဲ့အဆုံးသက်ပိုင်းကံမကောင်းတာအကြောင်းသာဂိုးဖန်တီးမှုမဖြစ်ခဲ့တာလို့ Slot ကအခိုင်အမာပြောကြားခဲ့ပါတယ်။ ဒါပြင်နီးပြားကအသက်22နှစ်ရွယ်ကစားသမားတဦးအတွက်နိုင်ငံအသစ်အထူးသဖြင့်ကစားဟန်ချမ်းလေးပရီးမီးယားလိနဲ့အသားကျဖို့အတွက်အချိန်ယူရတာကတာမန်ပါပဲလို့ရှင်းပြခဲ့ပါတယ်။ဒါကြောင့် Vas မှာဂိုးဖန်နေနိုင်စွမ်းရှိတယ်။ဒါပေမဲ့ကန်တရားအနေနဲ့လိုအပ်နေသေးတယ်လို့ပရီးမီးယားလိနဲ့ရင်းနှီးဖို့အချိန်ယူရအောင်ပဲဆိုတဲ့အချက်တွေကြောင့်မလို့သူ့ရဲ့အကောင်းဆုံးပုံစံကိုမကြခင်ပြသနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။